ူမလိုဝိကြကချက်ချင်းလာပလာခြင်းနဲ့မိန်းကလေးတွေအတွက်အကောင်ဆုံးလိုဝတ်ချက်ကိုပြောပြခဲ့တဲ့အစိုးမြတ်သူဆောင်ပရိသတ်များအလုံးမင်းမိင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြလဲကြေဆိုလိုက်ပါတယ် ဒီကနေ့ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့မိန်းကလေးတိုင်းအထူးသဖြင့်ခန္ဓာကိုယ်အလားပါကိုဂရုစိုက်တဲ့အမျိုးသမီးတိုင်းအယံကိုစိတ်ဝင်စားမဲ့အကြောင်းအရာလေးဝက်ချက်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။မိန်းကလေးတယောက်အတွက်အခက်အခဲဆုံးစိန်ခေါ်မှုကဘာလဲလို့မေးရင်အများစုကဝေးချခြင်းလို့ပဲဖြေကြမှာပါ။ဟုတ်ပါတယ်မိန်းကလေးတိုင်းကတော့ပိန်ပိန်ပါပါခန္ဓာကိုယ်တွယ်လျက်ပြီးတော့လှပခြင်းကြတာကသဘာဝပါပဲ။ဒါပေမဲ့လေဝေးချဖို့ပိန်ဖို့ကြိုးစားရတဲ့ခရီးကတကယ်ကိုမလွယ်ကူပါဘူး။တချို့တွေဆိုရင်ဝေးချရတာဟာတောင်ကြီးတစ်ထောင်ကိုကြော်ဖြတ်ရတယ်လို့ပဲလို့တောင်တင်စားကြ ြပါတယ်။ဘာလို့လဲဆိုတော့ဝေးချမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့လုံရမယ့်အရာတွေကအရန်ကိုခက်ခဲကြမ်းတမ်းလို့လို့ပါ။ စားစင်နာတွေအကုန်ရှောင်ရတယ်အစားအသောက်အကြီးအကျယ်အစဉ်ချိန်ရတယ်တိုက်ရက်လုပ်ရတယ်ဒါအပြင်ပင်ပန်းနွမ်းနယ်လောက်အောင်ကိုဂျင်မနီကိုသွားဆော့ရတယ်လေ့ကျင့်ခန်းတွေလည်းလုပ်ရတယ်ဒီလိုဒုက္ခတွေခံပြီးတော့စူးစားပေမဲ့လည်းဝေကာထင်တယ်လောက်ကြမလာတဲ့အခါမှာစိတ်တက်ကြရတာတွေကလည်းအများကြီးပါပဲဒါပေမဲ့အခုတလောဒီလိုပင်ပန်းခက်ခဲတဲ့နေလန်းတွေကိုလုံးဝအသုံးမပြုဘဲနဲ့မယုံနိုင်လောက်တဲ့အချိန်တို့အတွင်းမှာမြေမြဆန်ဆန်ဝေးကြပြီးတော့လာကြီးလာသွားလို့လူတွေကြောင့်မှအရန်ကိုပြောစရာဖြစ်နေတဲ့သူတယောက်ရှိပါတယ် ။ဒီမှာကတော့ကျမတို့အားလုံးရဲ့အချစ်တော်မင်းသမီးကြီးစိုးမြတ်သူစားပါပဲ။အားလုံးသိကြတဲ့အတိုင်းပဲမကြီးစိုးကအရင်ကဆိုရင်ဘဝပြည့်ပြည့်ဖြူဖြူနဲ့ချစ်စရာကောင်းတဲ့ပုံစံမှာအထူးသဖြင့်နောက်ပိုင်းနှစ်တွေမှာဆိုရင်ကျမ်းမာရဲ့အခြေအနေကြောင့် Starlight Series ကိုတောက်ရလို့ကိုယ်လေးချိန်ကပူပြီးတော့တောင်မှတက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ပြည်ခဲ့တဲ့ညီမတဝမ်းခွဲဖြစ်သူစိုးပြတဲ့ဇနဲ့ဟင်းဝရင်တို့ရဲ့စိတ်ဆက်ပွဲမှာမြင်လိုက်ရတဲ့မာကြီးဆိုးရဲ့ပုံစံကတော့အားလုံးကိုအင်အောမင်သက်သွားစေခဲ့ပါတယ်။အရင်ကနဲ့လုံးဝမတူတော့ပဲအချိန်တိုလေးအတွင်းမှာတည်တည်တသာဝိတ်ကြပြီးတော့ခန္ဓာကိုယ်သွေးလျှက်စမ်းမှလှပနေရကိုအားလုံးပဲတွေ့မြင်ခဲ့ရပါတယ်။ဒီဖြစ်ဖြစ်ကြောင့်ပြည်သက်တွေရောအမှုပညာရှင်အချင်းချင်းတွေကပါမာကြီးဆိုးဘလိုနီးလန်းနဲ့ဝိတ်ချလိုက်တာလဲဆိုပြီးတော့အရန်ကိုစိတ်ဝင်စားမေးမြန်းကြသိချင်နေကြတာပါ။အခုတခါမှာတော့မာကြီးဆိုးကသူမဝိတ်ကြသွားတဲ့အဓိကလေးဝက်ချက်နီး မ်းကိုဖွင့်ဟပြပြလာခဲ့ပါပြီ။အားလုံးအယောစရာကောင်းတာကတော့သူမဟာပြိသက်တွေထင်းနေတယ်လို့အသေးလေးအစားလျှော့ခဲ့ရတာ။ဒါမှမဟုတ် gym တွေမှာပင်ပင်ပန်းပန်းဆော့ခဲ့ရတာမျိုးလုံးဝမဟုတ်ဘူးလို့ဆိုပါရယ်။ကဲဒါဆိုရင်ဘလို့နည်းလမ်းလဲ။သူမဖွင့်ဟလိုက်တဲ့လေဝတ်ချက်ကတော့နာမည်ကြီးအလားပါရေးရာဆရာဝန်တဦးဖြစ်တဲ့ဒေါက်တာ AC မှာခေမီဇော်နီးပညာကိုအသုံးပြုခဲ့တာပါ။ အဲ့ဒါကတော့ခူးတက်ဆိုတဲ့ဤပညာအစင်းမြင့်ဆက်ကြီးတွေနဲ့ခန္ဓာကိုယ်ကအစီအပိုတွေကိုဖယ်ရှားပြီးတော့ဝေးချခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ဒါဟာအစားလဲလျှော့စရာမလို့ဂျင်မလဲဆော့စရာမလို့တဲ့ခင်မီဤပညာရဲ့အကူအညီနဲ့အချိန်တိုတွင်းမှာတွေ့လျက်လှပသွားစေတဲ့နည်းလမ်းတစ်ခုပါပဲ။ဒီသတင်းထွက်ပေါ်လာပြီးရင်နောက်မှာတော့ဝေးချခြင်းပေမဲ့အစားမလျှော့နိုင်၊လေ့ကျင့်ခန်းမလုပ်နိုင်တဲ့မိန်းကလေးတွေကြားမှာ ီကိုတက်နေပညာဟာအရန်ကိုရေးပန်းစားသွားခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြပရိသတ်တွေအနေနဲ့မင်းသမီးကြီးဆိုမြတ်သူစားရဲ့ဒီလိုအမကန်ပြောင်းလဲတွေကိုမြင်ပြီးတော့သူမသုံးခဲ့တဲ့နီလန်အတိုင်းပိန်ကျင်လှကျင်သွားပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပြည့်အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။